ဖမရောကျန်အခန်းကြီးရှိဖမရောကျန်အခန်းကြီးရှိသည်တတိယဘေးဒဏ်ဖြစ်သောဖားများကြောက်ရှင်နှင့်ဖားရောပြင်ဤနှလုံးခိုင်မာခြင်းအကြောင်းဖြစ်သည်ခန်းငယ်၁ထာဝရဘုရားကလည်းတင်သည် ဖားရောပြင်ထံသို့ဝင်၍ငါဤလူတို့သည်ငါအားဝိပုမိအကြောင်းသူတို့ကိုလွတ်လောမလွတ်ဘူးဟုညင်းလျင်တင်ဤပြည်တစ်လျှောက်လုံးကို ဖားတို့ဖြင့်တန်ခတ်အောင်မည်မြစ်တီလည်း များစွာသော ဖားတို့ကို ဖွား၍သူတို့သည်တင်းဤအိမ်၌၎င်းအိတ်ခမ်း၌၎င်းအိတ်ယာပေါ်၌၎င်းတင်းဤကျုံတို့အိမ်၌၎င်းတင်းဤလူတို့အပေါ်၌၎င်းတင်းဤမိဖို့၌၎င်းမုံနယ်ခွတ်၌၎င်းတက်ကြလိမ့်မည်တင်းမှစ၍တင်းဤလူတင်းဤကျုံရှိသည်များတို့အပေါ်၌တက်ကြလိမ့်မည်ထာဝရဘုရားမိန်တော်မူသည့်အကြောင်းကို ကြားပြောလို့ဟု မောရှေအားမိန်တော်မူ၏ တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူပြန်သည်ကအာယုန်သည်ချောင်းရည်မြစ်ရည်ပိုင်းအင်းရည်တို့အပေါ်၌လှန်တန်ကိုကင်လျက်လက်ကိုဆန့်၍အေကုတုပြည်ပေါ်သို့ဖားများကိုတက်စီခြင်းကပြောလောဟု မိန့်တော်မူ၏အာယုန်သည်အေကုတုပြည်၌ရှိသောရည်အပေါ်မှလက်ကိုဆန့်သဖြင့်ဖားတို့သည်တက်၍အေကုတုပြည်တစ်လျှောက်လုံးကို ဖုံးလွှမ်းကြ၏ ဝိဆာဆရာတို့သည်လည်းဝိဆာအတက်အားဖြင့်ထိုတူပြု၍ဖားတို့ကိုအဂရုပြည်ပေါ်သို့ဆောင်ကြ၏ထိုအခါဖာရောမင်းသည် မောရှေနှင့်အာယုံကိုခေါ်၍ထာဝရဘုရားသည် ဖားတို့ကိုငါနှင့်ငါလူတို့ထံမှပယ်ရှားတော်မူမည်အကြောင်းတောင်းပန်တော်ဣတရေလလူတို့သည်ထာဝရဘုရားအားပူဇော်ရသောအခွင့်ကိုငါပေးမည်ဟုဆို၏မောရှေကလည်း ကိုတော်နှင့် ကိုတော်အိမ်များမှဖားတို့ကိုပယ်ရှင်းဖြက်စီး၍မြင့်၌တာနေစီခြင်းကကိုတော်နှင့်ကိုတော်ကျွန်များ လူများအဖို့အကျွန်ုပ်တောင်းမရသောအရှင်ကိုချိန်ချက်တော်မူပါဟု၆တော်နှစ်ဖြန်နှင့် တောင်းမန်တော်ဟုမိန်တော်မူသည်ဖြစ်၍မောရှိကအကျွန်ုပ်တို့ဖျားသခင်ထာဝရဖျားနှင့်တူသောဖျားမရှိကြောင်းကိုကိုတော်သိစေခြင်းကအမိန်တော်အတိုင်းဖြစ်၍ ်ဖားတို့သည်ကိုတော်နှင့်ကိုတော်အိမ်များ ကျွန်များ လူများထံမှထွက်သွား၍မြစ်၌သာနေကြလိမ့်မည်ဟုမောရှိခြောက်ပြီးလျင် အာယုန်နှင့်အတူ အထံတော်မှထွက်သွား၍ဖားတော်ဘုရင်ပေါ်သို့ထာဝရဖျားဆောင်းတော်မူသောဖားတို့အကြောင်းကြောင့်မောရှိသည်ဆုတောင်းပတနာပြုလေ၏ထာဝရဖျားသည် မောရှိတောင်းလျှောက်သောစကားအတိုင်းပြုတော်မူသည်ဖြင့် ဟားတို့သည်အိမ်များရွာများလေပြင်းများတို့တွင်တည်ကြ၏အသေးကောင်တို့ကို စုပုံ၍ထားသဖြင့်တပြီလုံးနံလေ၏ဖာရောမင်းကလည်းတတရာကြောင်းကိုသိမြင်သောအခါ ထာဝရဘုရားမိန်တော်မူသည့်အတိုင်းနှလုံးခိုင်မာ၍သူတို့စကားကိုနားမထောင်ဘဲနေပြန်လေ၏အခန်းငယ်၁၆အခန်းငယ်၁၆သည်ရှင်ကပ်ဘေးဖြစ်သည် တဖန်ထာဝရဘုရားသည် မောရှေအားမိန့်တော်မူသည်ကားအေဂရုပြည်တစ်လျှောက်လုံး၌ရှိသောမြေမှုန့်သည်ရှင်ကောင်ပြည့်စေခြင်းကအာယုန်သည်လှန်တန်ကိုကင်လျက်လက်ကိုဆန့်၍မြေမှုန့်ကိုရိုက်စေခြင်းက ပြောလောဟု မိန့်တော်မူသည့်အတိုင် အာယုန်သည်လှန်တန်ကိုကင်လျက်လက်ကိုဆန့်၍မြေမှုန့်ကိုရိုက်လေ၏မြေမှုန့်သည်လည်းလူ၌၎င်းတလိမ့်ဆန်၌၎င်းရှင်ကောင်ဖြစ်လေ၏ ်အဲဂရုပြည်တခြားလုံး၌မြေမုံရှိသည်များသည်ချင်းကောင်ဖြစ်လေ၏ဝိဆာဆရာတို့လည်းချင်းကောင်ဖြစ်စေခြင်းကဝိဆာအတက်အဖြစ် ထိုအတူပြု၍မတတ်နိုင်ကြတို့ဖြစ်၍လူတို့နှင့်တိရစ္ဆာန်တို့၌ချင်းကောင်တို့သည်ရှိကြ၏ထိုအခါဝိဆာဆရာတို့ကဤအမှုသည်ဖျားသခင်၏တကူတော်ကြောင့်ဖြစ်သည်ဟုဖာရောပင်အား၆ကြားကြ၏သို့တော်လည်း ထာဝရဘုရားမိန်တော်မူသည့်အတိုင်းဖာရောဘုရင်သည်နှလုံးခိုင်မာ၍သူတို့စကားကို နားမထောင်ဘဲနေပြန်လေ၏အခန်းငယ်20အခန်းငယ်20သည်ယင်ကပ်ပေ ဖြစ်သည်ထာဝရဘုရားကလည်းတင်းသည်နနက်စစောထလော့ရေစိတ်သို့ထွက်သွားသော ဖာရောဘုရင်ရှေ့မှရက်၍ထာဝရဘုရားကငါဤလူတို့သည်ငါအားဝိပုမိအကြောင်း သူတို့ကိုလွတ်လော့ မလွတ်ဘဲနေလျင်တင်နှစ်တင်ဤကြုံများလူများအိမ်များထဲသို့ရင်ရဲတို့ကိုငါစေလွတ်သည်ဖြင့်အေကုတုလူတို့နေသောအိမ်ရက်သောမြေသည်ရင်ရဲနှင့်အပြည့်ရှိရလိမ့်မည်ငါသည်မြေကြီးအလယ်၌ထာဝရဘုရားဖြစ်ကြောင်းကိုတင်သိစေခြင်းကငါဤလူတို့နေရာဂောရှင်ပြည်ကို ထိုနေ့၌ငါချားနာစီ၍ထိုပြည်၌ရင်ရဲမရှိရာ ထိုတို့ငါဤလူတို့နှင့်တင်ဤလူတို့ကိုငါရှားနာစေမည်။နှဖြန်နေ၌ထိုနမိတ်ထင်ရှားလိမ့်မည်ဟုမိန့်တော်မူကြောင်းကို ပြောလောဟုမောရှိအားမိန့်တော်မူ၏။ထိုတို့ထာဝရဘုရားပြုတော်မူသည်ဖြင့်အလွန်ကြံတန်းသောရင်ရဲတို့သည်ဖာရောဘုရင်အိမ်အဆရှိသောသူဤကျွန်တို့အိမ်အေဂရုပြည်တစ်လျှောက်လုံး၌ရောက်လာ၍ထိုရင်ရဲတို့ကြောင့်အေဂရုပြည်ပြက်လေ၏။ ထိုအခါဖာရောဘုရင်သည်မောရှေနှင့်အာယုံကိုခေါ်ပြီးလျင်သင်တို့သည်ဤပြည်၌သင်တို့၏ဘုရားသခင်အားရစ်ပူစော်သွားကြလော့ဟုမိန့်တော်မူသော မောရှေက ထိုတို့မပြုသင်ပြုလျင်အေဂုတုလူတို့၏ယွန်ရှားပွေသောအရာကိုအကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားအားရစ်ပူစော်ရပါမည်အေဂုတုလူတို့၏ယွန်ရှားပွေသောအရာကို သူတို့မျက်မှောက်၌ရစ်ပူစော်လျင် သူတို့သည်အကျွန်ုပ်တို့ကို ဂဲနှစ်ပြကြလိမ့်မည်မဟုတ်လော။တို့ဖြစ်၍တော၌သုံးရခီးသွား၍အကျွန်ုပ်တို့ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းရစ်ပူဇော်ကြပါမည်ဟု၆ဆို၏။ဖာရောဘုရင်ကလည်းတင်တို့ဤဘုရားသခင်ထာဝရဘုရားအားတော၌ရစ်ပူဇော်မည်အကြောင်းတွားရသောအခွင့်ကိုငါပေးမည်။တို့ရာတွင်ဝေးဝေးမတွားရကြ။ငါအဖို့တောင်းပန်လို့ဟုမိန့်တော်မူ၏။မောရှိကလည်း အကျွန်ုပ်သည်ကိုတော်ထံမှထွက်သွား၍ယင်ရဲတို့သည် ဖာရောဘုရင်နှင့် သူ၏ဂျုံများ လူများထံမှနှက်ဖြန်နေသွားမည်အကြောင်းထာဝရဘုရားကို တောင်းပန်မည်။တို့ရာတွင်ဣသရေလလူတို့သည်ထာဝရဘုရားအားရစ်မပူဇော်အားမည်အကြောင်းနောက်တဖန်စီးတား၍လှဲ့စားတော်မမူပါနှင့်ဟုချောက်ပြီးလျင် ဖာရောဘုရင်ထံမှထွက်သွား၍ထာဝရဘုရားကိုတောင်းပန်လေ၏။ ထာဝရဘုရားကလည်းမောရှိစကားကိုနားထောင်၍ယင်ရဲတို့ကို ဖာရောဘုရင်နှင့်သူဤကျုံများ လူများထံမှတကောင်မျှမကြံစီခြင်းကပယ်ရှားတော်မူ၏ထိုခါ၌လည်းဖာရောဘုရင်သည်နှလုံးကိုခိုင်မာပြန်၍ဣသရေလလူတို့ကို မလွတ်ဘဲနေလေ၏ဖမျောကြံအခန်းကြီးချစ်ပြီးပါပြီနှုတ်ကပတော်နားထောင်သွားသောသူအယောက်စီတိုင်းကို ဘုရားသခင်သာ၍ကောင်းချီးပေးပါစေအာမင်